အမတယောက်ရဲ့ရှင်ထဲကဆန္ဒတွေကတော့အများကြီးပေါ့။ဘာနေနေစူးကြီးရဲ့ဘဝလမ်းတက်တာလို့အဲ့ဘယ်အိဆန္ဒတွေတော်တော်များများကိုစုပြေကဖြည့်ဆည်းပေးနိုင်ပါတယ်။ဒါဆိုစုပြေကလိမ့်လဲအရန်လိမ့်ပါတယ်။အရန်လဲတိတ်မှုရာဆိုတော့လေ။အဲသူတို့နှစ်ယောက်ကတော့တကယ်ကိုနေနဲ့လားရွှေနဲ့မြ။အနှစ်တရာတိုင်းမစုံလို့လေးတွေ့လို့မကြီးကတော့မြင်ပါတယ်။ဟိုလက်လက်ထလာလေးလဲမကြီးကမဝတ်တတ်တော့မကြီးဝတ်တတ်တယ်လို့ပုံစံလေးပဲပုံမှန်လေးသွားလိုက်တာပါ။ ကိုကကိုတော့စဉ်းစားပါသေးတယ်ငါနှုတ်များနှုတ်နေမလားဆိုပြီးစဉ်းစားလိုက်ပါသေးတယ်ဒါပဲအဆင်ပြေပါတယ်ကိုညီမစစ်ဆက်ပွဲဆိုတော့သူတို့စစ်ဆက်ပွဲဆိုတော့မိုင်းစိတ်ထဲမှာလည်းမနိုင်ပြန်အဲ့လောက်ကြီးကြီးကြီးဖြစ်နေလိမ့်မယ်လို့မိုင်းလည်းမထင်တာဘူးဆိုပြီးဒီနေ့ဒီပါရီရဲ့ကိုစားကျန်းမာတာဘူး ဝမ်းမြောက်ဝမ်းသာလက်ခံပါလေလို့ပြောပြစီတက်ပြောဖြစ်တာကတော့စုပြည့်ရမကြီးတဲ့အဲသမီးတို့ဘက်ကနေမကြီးကနေပြောပြောပြပါဆိုတဲ့တက်ပြောပြလိုက်တာပါထူးထူးတော့မရှိပါဒါပေမဲ့အမတယောက်ရဲ့ရှင်နေရဆန္ဒတွေကတော့အများကြီးပေါ့ဒါပေမဲ့အဲ့ဆန္ဒတွေတော်တော်များများကိုစုပြည့်ကဖြည့်ဆည်းပေးနိုင်ပါတယ်။ဒါဆိုစုပြည့်ကလိမ့်လဲအရန်လိမ့်ပါတယ်အရန်လည်းတိတ်မွေ့တာဆိုတော့လေအဲသူတို့နှစ်ယောက်ကတော့တကယ်ကိုနီးနေလားရွှေနေမြနှစ်တရာတိုင်းမစုံလို့လေးတွေလို့မကြီးကတော့မြင်ပါတယ် က်တွေရှိတယ်သူပြောပြောကြတာပါเนาะမာရီဘက်ကလည်းပြောတာဝိသားပိုင်းမှာတော့ဘယ်လိုမျိုးလေးပြင်ဆင်သွားခဲ့ရလဲမာရီသူပြင်ဆင်သွားတယ်လေဆိုတော့အော်ကိုကြမင်္ဂလာဆောင်ဆိုတော့ဝတ်တဲ့တော့တော့ဝတ်ပါတယ်မာကြီးလည်းအရင်ကြီးဟိုထွေထူးထူးမာကြီးကငကိုရီးကမှအများကြီးဘယ်တော့မှမာကြီးက မျိုးမျိုးအများကြီးဝတ်တာတွေ့ဘူးလို့လည်းမဝတ်တတ်ဘူးလေမကြီးကမကြီးတက်တောင်တတဖြစ်ဖို့ရဲအဲဟိုဝင်္ဂလာဆောင်လေးဟိုအော်မွန်လေးတော့ဟိုလက်လက်ထတာလေးလည်းမကြီးကမဝတ်တတ်တော့မကြီးဝတ်တတ်တယ်လို့ပုံစံလေးပဲပုံမှန်လေးတွားလိုက်တာပါ ကွာကိုတော့စဉ်းစားပါသေးတယ်ငါနှုတ်များနှုတ်နေမလားဆိုပြီးစဉ်းစားလိုက်ပါသေးတယ်ဒါပဲအဆင်ပြေပါလေကုညမစစ်ဆက်ပွဲဆိုတော့သူတို့စစ်ဆက်ပွဲဆိုတော့မိုင်းစိတ်ထဲမှာလည်းမနိုင်ပြန်အဲ့လောက်ကြီးကြီးကြီးဖြစ်နေလိမ့်မယ်လို့မိုင်းလည်းမထင်တာဘူးအဲ့ကဲကိုခန်းခန်းနာနာလေးဖြစ်တာပါအဲ့ဒါလေးကလည်းမိုင်းရင်ထဲမှာဝမ်းသာကုန်ပြီပါဟာဘယ်နောက်ဆက်ဒီဘွက်ချက်ပြရဒီဘွက်ချက်ပါသေးတယ်ဗာစမ်းကြရင်လက်မထူမယ်ပိန်သွားရတဲ့အကြောင်းရင်းကိုပြောမယ်ဆိုရင်တော့ဤတက်တီပြောနေသလိုပါပဲ အာစူပိသင်းမင်္ဂလာဆောင်လေးရှိနေတဲ့အခါကျတော့မအီတို့တီးတဲ့ချိန်မှာငါဝိချမဖြစ်တော့မယ်ဆိုတဲ့အတွေးလေးပေါ်လာပါတယ်။အဲတော့မအီကဘယ်သူနဲ့စကားဆက်မိလဲဆိုတော့ဆန်နီမေလွင်နဲ့အရင်စကားဆက်မိပါတယ်။အဲဆက်မိတော့တတိယမအီဝိချမယ်ပိန်အောင်လုပ်ပေးမယ်။ဘာညာနဲ့ပြတော့မအီကငါခန္ဓာကိုယ်ကြီးနဲ့ပိန်အောင်ပိန်ပါမလားမသိဘူး။ဒါပေမဲ့ငါပိန်တော့ပိန်ကျင်တယ်။ဘာကြောင့်လဲဆိုတော့မအီကျမ်းမာရေးရပေါ့နော်။ကျမ်းမာရေးရမအီပိန်ကျင်တယ်ဆိုပြီးတော့အဲ့လိုစိတ်ကလေးဖြစ်ပါလေ။ဖြစ်တဲ့အခါကျတော့တတိယဒီစည်းကမ်းကိုညွှန်ပါတယ်။စည်းကမ်းကိုညွှန်တဲ့ပြော မိုင်းရကွက်ကိုလည်းမသွားဘူးဒါဆိုတော့သူကိုယ်တိုင်လာပို့ပေးရပါတယ်ကြည်ကြီးကအဲလာပို့ပေးနေမိုင်းတို့ဒီစေကန်းကိုဟိုဂျွန်လာပေါ့ဂျွန်လာ14ရက်နေ့ကမိုင်းတို့ဒီစေကန်းကိုစရောက်ပါတယ်အဲ့တန်နေပြီးဆရာနဲ့ဆွေးနွေးပါတယ်ဆွေးနွေးပြီးတော့မိုင်းမှာဘာယောဂါတွေရှိလဲအဲဒီစီသေချာစစ်ပါတယ်စစ်ပြီးတော့မိုင်းမှာအများဆုံးကတော့အစီပါပဲခန္ဓာကိုယ်တစ်ခုလုံးမှာအဲ့တော့အစီအများကြီးဖြစ်နေတဲ့အတွက်ဟောအလာကိုဆရာတေချာစစ်စစ်ပြီးတော့မှလိုအပ်တဲ့ညွှန်ကြားမှုပေးတာပါအဲခက်တာမိုင်းမှာတိုက်ရိုက်ရှိတယ်တိုက်ရိုက်ရှိတော့ အဲအရင်အရင်တော့လည်းမကြီးဒီလိုမျိုး weight ချဖို့ဒီ plan တွေအများကြီးလုပ်ခဲ့ပါတယ်ဒါပေမဲ့ direct ရှိနေတဲ့ခါကျတော့ချို့ကမလုပ်ပေးရကြဘူးပေါ့နော်အမှန်တကယ်တော့ direct နဲ့မဆိုင်ပါဘူးတကယ်တမ်းကျတော့ thyroid cancer ဖြစ်မှသာလေဒါတွေကိုမလုပ်လုပ်လို့မရတာပါအဲ့တော့ဆရာတိချစစ်စစ်ပြီးတော့ဘာကြီးကိုလက်တွေ့ချက်ကြပဲအခုလိုမျိုးပိန်သွားအောင်အများကြီးညွှန်ကြားပေးခဲ့တာပါဘာကြီးကလည်းဆရာညွှန်ကြားတဲ့အတိုင်းတိတိချာချာ ိုက်နာပါတယ်အားလုံးပေါင်း32ပေါင်ကြပါတယ်ဒါပေမဲ့ထပ်ပြီးတော့လေးချအောင်ပါပါဘာသာပေါင်း20လောက်ထပ်ချကြမသေးတယ်မကြီးရဲ့ body weight နဲ့ဆိုရင်မကြီးရဲ့ weight ကများနေပါသေးတယ်အဲ့တော့ကျမကြီးအရာပေါ့နော်မကြီးထပ်ပြီးတော့ weight ချအောင်ပါဖြစ်ကွာတစ်ခါလဲခေါ်လာပါဘာကြီးကိုချဟုတ်တယ်သူကခေါ်လာတယ်အဲခုနကပြောသလိုဘလူးမိုတီရလဲဆိုတော့ဘလူးမိုတီမမရပါဘူးဝယ်မဲ့ခေါ်လို့လိုက်လာတော့